ီမနေ့ပဲဖူကြီးတွေပရာဟိတာထားလုပ်ကြလိမ့်မယ်လို့မနေ့ကပဲတင်လိုက်သေးတယ်ဖူကြီးအလုံးမဟုတ်ဘူးလေလုံဖို့တခုပဲသိတယ်လုံတဲ့မလုံတဲ့ဆိုတော့အနေထားကိုနားမလည်ဘူးသူတို့ကလည်းရှေ့ကလက်လို့ပဲလဲနောက်ကလက်လို့လာမယ်လူတွေကလည်းအများကြီးပဲဒီဥစ္စာတွေကလူတွေအချင်းချင်းသာလောက်ရတာဝိနိတ္တခလေးစားတဲ့ယဟန်မှန်ရင်ဒီဥစ္စာကလက်ကိုမခံတော့ဘူးဖုန်ကြီးလုံးမှမဟုတ်ပဲလူလူချင်းကသာ လှုပ်ရှားမယ်ကိစ္စဖုန်ကြီးနဲ့ဘလုံးမပတ်သက်ဘူးအဲအကြောင်းကြောင့်နေမဖုန်ကြီးကကယ်ဆယ်ရေးအတွက်ပါဖျားဆွေးလာဆွေးလက်ခံလို့ကိုမရဘူးကယ်ဆယ်ရေးအလောက်ကလူမှုကယ်ဆယ်ရေးအလောက်ကသူ့အလုံးမဟုတ်လို့သူကယ်ဆယ်ရမှာကဘုရားဘာသာတွေကိုအပယ်ပြေးကလွတ်အောင်တရားဓမ္မနဲ့ကယ်ဆယ်ရမယ်မိဘရဲ့အကြောင်းတရားတွေလမ်းပြပေးရမယ်ဒါရဟန်းတိုင်ရဲ့အလုပ်ပဲဒီလူမှုကယ်ဆယ်ရေးလို့ဒီဆန်စီစေဝါငြိမ်ချစ်တော်အဝတ်ဆက်အဝတ်ထက်ငွေကြေးတွေပေးပြီးတော့ကယ်ဆယ်တဲ့အလုပ်ဒီရဟန်းအလုပ်မဟုတ်ဘူးရဟန်းအလုပ်မဟုတ်ဘူး ယဟန်တွေကိုလောက်ခိုင်းမဲ့အလုပ်လည်းမဟုတ်ယဟန်တွေမှာလူအစီပါမခံရဆိုတဲ့ပညာချက်ရှိတယ်။ယတနာသုဘကိစ္စကလည်းလူအစီပါမခံရဘူးတဲ့ယတနာသုဘကိစ္စဆိုတာကဖျားပူဇော်ဖို့တရားပူဇော်ဖို့တန်ခါပူဇော်ဖို့အတွက်အစီပဲဒီဥစ္စာတွေသွားပြီးတော့တပည့်တော်ဟာယူသွားပြီးလှူပေးပါတဲ့မှာဒါမျိုးရတယ်။လူမှုကစားရေးမှာယဟန်တွေကလည်းအလုပ်ခွက်ကိုမရှိတာ။ယဟန်ကောင်းတယ်မလုပ်ဘူး။ဝိနည်းလေးစားတဲ့ယဟန်တွေမလုပ်ဘူး။ဒီမနေ့ပဲဖုန်ကြီးတွေပရာဟိတာထားလို့ကြလိုက်မယ်လို့ မနေ့ကပဲတင်လိုက်သေးတယ်ဘုန်းကြီးအလုံးမဟုတ်ဘူးလေလှုပ်ဖို့တခုပဲသိတယ်လှုပ်တယ်မလှုပ်သေးဆိုတော့အနေထားကိုနားမလည်ဘူးသူတို့ကနေရှေ့ကလက်လှုပ်ပဲလဲနောက်ကလက်လှုပ်လာမယ်လူတွေကလည်းအများကြီးပဲဒီဥစ္စာတွေကလူတွေအချင်းချင်းသာလှုပ်ရတာဝိနိဒိခလေးစားတဲ့ယဟန်မှန်ရင်ဒီဥစ္စာကလက်ကိုမခံတော့ဘူးဘုန်းကြီးလုံးမှမဟုတ်ပဲလူလူချင်းကသာလှုပ်ရှားမယ်ကိစ္စဘုန်းကြီးနဲ့ဘယ်လိုမှပတ်သက်ဘူး ဘယ်အကြောင်းကြောင့်လဲမဖုန်းကြီးကကယ်ဆယ်ရေးအတွက်ပါဖျားဆွေးလာဖြစ်လက်ခံလို့ကိုမရဘူးကယ်ဆယ်ရေးအလောက်ကလူမှုကယ်ဆယ်ရေးအလောက်ကသူ့အလုံးမဟုတ်လို့သူကယ်ဆယ်ရမှာကဘုရားဘာသာတွေကိုအပယ်ဖိကလွတ်အောင်တရားဓမ္မနဲ့ကယ်ဆယ်ရမယ်နိဗ္ဗာန်အကြောင်းတရားတွေလမ်းပြပေးရမယ်ဒါယဟန်တိုင်ရဲ့လုပ်ပဲဒီလူမှုကယ်ဆယ်ရေးလို့ဒီဆန်စီစေဝါငယ်ဦးချစ်တော်အဝတ်ဆက်အဝတ်ထက်ငွေကြေးတွေပေးပြီးတော့ကယ်ဆယ်တဲ့အလုပ်ဒီယဟန်အလုပ်မဟုတ်ဘူးယဟန်အလုပ်မဟုတ်ဘူး ယဟန်တွေကိုလောက်ခိုင်းမဲ့အလုပ်လည်းမဟုတ်ယဟန်တွေမှာလူအစီပါမခံရဆိုတဲ့ပညာချက်ရှိတယ်။ယတနာသုဘကိစ္စကလည်းလူအစီပါမခံရဘူးတဲ့ယတနာသုဘကိစ္စဆိုတာကဘုရားပူဇော်ဖို့တရားပူဇော်ဖို့တန်ခါပူဇော်ဖို့အတွက်အစီပဲဒီဥစ္စာလေးသွားပြီးတော့တပည့်တော်ဟာယူသွားပြီးလှူပေးပါတဲ့မှာဒါမျိုးရတယ်။လူမှုကစားရေးမှာယဟန်တွေကိုတဲ့အလုပ်ခွက်ကိုမရှိတာ။ယဟန်ကောင်းတယ်မလုပ်ဘူး။ဝိနည်းလေးစားတဲ့ယဟန်တွေမလုပ်ဘူး။ဒီမနေ့ပဲဖုန်ကြီးတွေပရာဟိတာထားလို့ကြားလိုက်မယ်လို့ မနေ့ကပဲတင်လိုက်သေးတယ်။ဘုံကြီးအလုံးမဟုတ်ဘူးလေ။လှုပ်ဖို့တခုပဲသိတယ်။လှုပ်တယ်မလှုပ်သေးဆိုတော့အနေထားကိုနားမလည်ဘူး။သူတို့ကနေရှိကလည်းလှုပ်ပဲလဲနောက်ကလည်းလှုပ်လာမယ်လူတွေကလည်းအများကြီးပဲ။ဒီဥစ္စာတွေကလူတွေအချင်းချင်းသာလှုပ်ရတာ။ဝိနိဒိခလေးစားတဲ့ယဟန်မှန်ရင်ဒီဥစ္စာကလက်ကိုမခံတော့ဘူး။ဘုံကြီးအလုံးမှမဟုတ်ပဲ။လူလူချင်းကသာလှုပ်ရှားမယ်ကိစ္စ။ဘုံကြီးနဲ့ဘလုံးမပတ်သက်ဘူး။ အဲအကြောင်းကြောင့်လည်းမဖုန်းကြီးကကယ်ဆယ်ရေးအတွက်ပါဖျားဆွေလာဆွေလက်ခံလို့ကိုမရဘူးကယ်ဆယ်ရေးအလောက်ကလူမှုကယ်ဆယ်ရေးအလောက်ကသူ့အလုပ်မဟုတ်လို့သူကယ်ဆယ်ရမှာကဘုရားဘာသာတွေကိုအပယ်ပေးကလွတ်အောင်တရားဓမ္မနဲ့ကယ်ဆယ်ရမယ်နိဗ္ဗာန်အကြောင်းတရားတွေလမ်းပြပေးရမယ်ဒါရဟန်းတရဲ့အလုပ်ပဲဒီလူမှုကယ်ဆယ်ရေးအလုပ်တွေဆန်စီစေဝါငြိမ်ချစ်တော်အဝတ်ဆက်အဝတ်ထငွေကြေးတွေပေးပြီးတော့ကယ်ဆယ်တဲ့အလုပ်ဒီရဟန်းအလုပ်မဟုတ်ဘူးရဟန်းအလုပ်မဟုတ်ဘူး ယဟန်တွေကိုလောက်ခိုင်းမဲ့အလုပ်လည်းမဟုတ်ယဟန်တွေမှာလူအစိပ်ပါမခံရဆိုတဲ့ပညာချက်ရှိတယ်။ယတနာသုဘကိစ္စကလည်းလူအစိပ်ပါမခံရဘူးတဲ့ယတနာသုဘကိစ္စဆိုတာကဖျားပူဇော်ဖို့တရားပူဇော်ဖို့တန်ခါပူဇော်ဖို့အတွက်အစိပ်ပါဒီဥစ္စာလေးသွားပြီးတော့တပည့်တော်ဟာယူသွားပြီးလှူပေးပါတဲ့မှာဒါမျိုးရတယ်။လူမှုကစားရေးမှာယဟန်တွေကလည်းအလုပ်ခွက်ကိုမရှိတာ။ယဟန်ကောင်းတွေမလုပ်ဘူး။ဝိနည်းလေးစားတဲ့ယဟန်တွေမလုပ်ဘူး။